တရားယုံတစ်ခုမှာတရားတကြီးကဝိညာဉ်ရဲ့အတိခံချက်ကိုလက်ခံလိုက်ရင်ဘာဖြစ်မလဲယုံရှင်မှယုံပါဒါစိတ်ကူးရင်ဇလံမဟုတ်ပါဘူးသမိုင်းမှာပထမဆုံးအကျင့်တရေတကောင်ကြောင့်လူတက်တမောဖန်းစည်းပြီးထောင်ချခဲ့တဲ့ပြည်မှန်တစ်ခုရှိခဲ့ပါတယ်ဒီဇလံမှာလူတက်မှုတစ္ဆာဖောက်မှုနဲ့အမခန်းနဲ့တရားမျှတမှုတို့ပါဝင်ပါတယ် ဒီလိုမျိုးဖြစ်ရမျိုးကတကြိမ်တာဖြစ်ခဲ့ဖူးပါတယ်။တေဆုံးပြီးနောက်မှာသူမရဲ့လေပင်ရိုးကိုလှည့်ပြရင်းလူသက်သမားကိုဘလို့ဖုတ်ထုတ်ခဲ့လဲဆိုတာကိုသိရဖို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Hi guys မင်္ဂလာပါကျွန်တော်ကတော့သုံးဆန်အတိုင်း Mr. Unknown ပဲဖြစ်ပါတယ် channel လေးကို subscribe မလို့ရသေးဘူးဆိုရင်လုပ်ပေးကြဖို့မမေ့ကြပါနဲ့နော်တခါတလေကြရင်လုပ်ပြီးသားထင်ရပေမဲ့မလုပ်တာမျိုးလည်းဖြစ်တတ်တာမို့ပါကဲ intro လေးပြီးသွားရင်တော့စလဲရအောင် ီဇလန်ကအမေရိကန်ဗီထောင်စုရဲ့တမိုင်းမှာအထူးခြားဆုံးတရားစီရင်ရေးဖြစ်ရတဲ့ခုဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တရေးတကောင်ရဲ့တည်တည်ခံချက်နဲ့လူသက်သမားကို ထောင်ချခဲ့လို့ပါပဲ။1896ခုနှစ်အနောက်ဗာဂျီနီးယားပြည်နယ်မှာအယ်ဗာဇိုနာဟစ်စတာလို့ခေါ်တဲ့မိမပြူလေးတယောက်ဟာဒေသခံပပေးစီယာ Eros Mars Traveling Trust Shoes နဲ့မကြခင်မှာပဲလက်ထပ်ခဲ့ပါတယ်။ ရရှူးကဆွေးဆောင်မှုရှိပြီမဲ့အရင်ကလက်ထက်ခဲ့တဲ့ဇနီးဟောင်းကိုလည်းကြမ်းကြမ်းနန်းနန်းဆက်ဆံဖူးရလို့တရင်ထွက်ခဲ့ပါတယ်။ဒါကြောင့်ဇိုနာရဲ့မိခင်မေရီဟာဒီအိမ်ထောင်ကိုလုံးဝတပိုးမကြခဲ့ပါဘူး။ဒီအကြောင်းကိုမဆခင်မှာဇိုနာနဲ့သူ့အမေမေရီရဲ့အကြောင်းကိုကျွန်တော်နောက်ကြောင်းပြန်လည်ရအောင်။ဇိုနာဟာ West Virginia ရဲ့တောင်တန်းတွေကြားထဲမှာမွေးဖွားကြီးပြင်းလာသူပဲဖြစ်ပါတယ်။ ။ဘူမဟာဖခင်ရဲ့အချစ်ဆုံးသမီးဖြစ်ပြီးစိတ်တက်လွတ်လပ်သူတဦးလည်းဖြစ်ပါတယ်။ဒါပေမဲ့1890ပြည့်နှစ်တွေရဲ့ယူရဆန်တဲ့ခက်ကာလမှာဇိုနာဟာအိမ်ထောင်မပြုတ်ရသေးပေ။ကလေးတဦးမွေးဖွားခဲ့ပြီးဒီအချက်ကဖခင်ကိုင်းဆိုင်တဲ့ Green Bear ကျေးလက်ဒေတာအတွက်အရှက်ရစရာကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီလိုအခြေအနေမျိုးမှာဇောနာရဲ့မိခင်မေရီဂျင်းစ်ဟာတမီးကိုဘယ်တော့မှဆုံးဖြတ်ခြင်းမရှိခဲ့ပါဘူး။ မေရီဟာယူတာဝီတာမန်တဲ့ခရီးယံမိခင်တူဖြစ်ပါတယ်။သူမဟာတမိဖြစ်သူဇိုနာကိုအလွန်ချစ်ခင်ပြီးတော့စိတ်ပိုင်းဆိုင်ရာအရာအလွန်အားထားရတာလည်းဖြစ်ပါတယ်။ဒီလူအနေထားမှာ1896ခုနှစ်အောက်တိုဘာလမှာထရက်ရှူးဆိုတဲ့ပပေးစီယာဟာမြို့ကိုရောက်လာခဲ့ပါတယ်။ဇိုနာဟာဒီလူတွေ့တာနဲ့ယူသွတ်သွားလောက်အောင်ချစ်ခင်ဆွဲလန်းသွားခဲ့ပါတယ်။ဇိုနာရဲ့ဒီလူစွန့်စားတဲ့ဆုံးဖြတ်ချက်ကိုတော့သူ့အမေ မေရီဂျင်းကလုံးဝမကြိုက်ခဲ့ပါဘူး။ မေရီဟာမိမိသမီးကို track shoe လက်ထဲမထည့်ချင်ခဲ့တဲ့အကြောင်းရင်းတွေရှိခဲ့ပါတယ် track shoe ဟာယခင်ကနှစ်ကြိမ်တိုင်တောင်အိမ်ကြောင်ကြာဖူးပြီးတော့မရှင်းမလင်းဖြစ်နေတဲ့နောက်ကြောင်ရဇဝင်တွေရှိရလို့ကြားသိထားတယ်လို့ပြောပါတယ်ဒါပေမဲ့ဇောနာရဲ့ယူတမှုကတော့ဘသူစကားမှနားမထောင်ခဲ့ပါဘူးနှစ်ဦးသားဟာခဏလေးတွေမှပဲလက်ထက်လက်ကြပါတော့တယ် လက်ထပ်ပြီးတော့3လကြာ1899ခုနှစ်ဇန်နဝါရီ24ရက်နေ့မှာတော့ဇွန်နာကိုသူမရဲ့လှေကားအောက်မှာတည်ဆုံးလျက်တာတွေ့ရှိခဲ့ပါတယ်။ Trashu ကတော့သူဇနီးဟာထာဝရမှုမေလေးချင်း Everlasting Fest ကြောင့်တည်ဆုံးခဲ့လို့အခိုင်အမာပြောခဲ့ပြီးဆရာကွန်ကိုလည်းအဲ့ဒီအတိုင်းမှတ်တမ်းတင်ခိုင်းခဲ့ပါတယ်။ဇိုနာကိုမေမြုပ်တကြူခဲ့တဲ့အခါမှာ Trashu ရဲ့အပြုတ်ငူတွေကထူးဆန်းနေခဲ့ပါတယ်။ သူဟာဇနီးရဲ့အယုတ်လောင်းကိုဘသူမှစစ်ဆေးခွင့်မပေးခဲ့ပါဘူး။သူမရဲ့လေဘင်းကိုမြင်မာတဲ့ဂေါ်လန်ပါတဲ့ဂါဝန်ဝတ်ဆင်ပေးခဲ့ပြီးခေါင်းကိုလည်းပဝါနဲ့တင်းတင်းကြပ်ကြပ်ပတ်ထားခဲ့ပါတယ်။မိခင်တူရဲ့စိတ်ပူပန်မှုဟာအလကားမဖြစ်ခဲ့ပါဘူး။လက်ထပီ၃လအကြာမှာပဲဇိုနာဟာတည်ဆုံသွားခဲ့ပါတယ်။မေရီဂျင်းဟာသူမရဲ့သမီးအပေါ်ထားတဲ့ချစ်ချင်းမေတ္တာအဲ့ဒီလိုပဲသမီးရဲ့ခင်ပွန်းအပေါ်ရှိတဲ့တန်တရားစိတ်တွေကသူမကို အနာမရစေခဲ့ပါဘူး။တမိတည်ဆုံးသွားတာဟာတဘာဝမကြဘူးလို့ယုံကြည်နေတဲ့မိခင်မေရီဟာညတိုင်းအမှန်တရားကို သိရဖို့ဆူတောင်းခဲ့ပါတယ်။သူကဆူတောင်းပြီး မကြခင်မှာပဲဇောနာရဲ့ဝိညာဉ်ဟာညပေါင်း၄ညဆက်တိုက် လာရောက်ပြီးအိယာနာမှာပေါ်လာတယ်လို့မေရီဂျန်စ်ကပြောပါတယ်။တေးမလေးဇောနာပြပြတာကသူမဟာနှလုံးရောဂါနဲ့တည်တာမဟုတ်ပဲ။ ထရရှူကဒေါသအလျက်နဲ့လေပြီးညစ်သက်ခဲ့တာလို့ဆိုပါတယ်။ညစာအတွက်အသားဟင်းမချက်ထားတာကိုထရရှူစစ်စုပြီးအကြမ်းဖက်ရာကနေတမိခဲ့ရလို့ဖော်ပြခဲ့ပါတယ်။အကြီးကြီးဆုံးကတော့တရေဇိုနာဟာသူမရဲ့လေပင်းယူကိုပထမအစ်စ်ကနေကျူးအောင်ညှစ်ထားခဲ့တာကိုတသိပြဖို့အတွက်ခေါင်းကိုမျက်နှာချင်းဆိုင်ဘက်ကိုလုံးဝလှည့်ပြခဲ့တယ်လို့မေရီကပြောပြခဲ့ပါတယ်။မေရီဟာသူမတွေ့ကြုံခဲ့ရတာတွေကိုအစိုးရရှိနေ John ဆိုတဲ့လူ အသေးစိတ်ပြပတ်ခဲ့ပါတယ်။ရှိနေကြတာတရေစကားကိုချက်ချင်းမယုံပေမဲ့ Treasure ရဲ့ထူးဆန်းတဲ့အပြုံကိုတော့တတိထားမိခဲ့ပါတယ်။ဒါကြောင့်သူဟာတရားရုံးမှာ computer တောင်းပြီး zona ရဲ့အလောင်းကိုပြန်လည်ဖို့ထုတ်ကခွေးစစ်စစ်မှုပြုလုပ်ခဲ့ပါတယ်။စစ်စစ်ကြီးရဲ့အခါမှာတော့ Treasure ဝတ်ဆင်ပေးခဲ့တဲ့ Living Colon နဲ့ပဝါအောင်မှာ Living U အမှန်တကယ်ကျူးနေတာနဲ့ လေပင်မှာညှိရာတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်။တရေဇုံနာပြုတ်ခဲ့တာနဲ့တစ်ဖက်တည်းကန့်ညင်ခဲ့ပါတယ်။ဒီတက်တဲ့တွေကြောင့် True Show ကိုလူတက်မှုနဲ့ချက်ချင်းဖန်ခဲ့ပါတယ်။1899ခုနှစ်မှာ စတင်ခဲ့တဲ့တရေခွင်ဟာအငင်းပွားစရာတွေနဲ့ပြည်နေခဲ့ပါတယ်။ Prosecutions ရှိနေဟာရုပ်ပိုင်းဆိုင်ရာတက်တဲ့တွေကိုလည်းအားထားပေးခဲ့ပေမဲ့ ထွရှုရဲ့ကခွေရှိနေကတော့မေရီရဲ့စိတ်အခြေအနေကိုပြပြအောင်လုပ်ဖို့အတွက်တည်ရင်းနဲ့တွေးဆမှုအကြောင်းအရာတွေကိုမေးမြန်းခဲ့ပါတယ်။ဒါပေမဲ့ဒီလုပ်ရကခခွေရှိနေတဲ့အတွက်အမားကြီးဖြစ်သွားခဲ့ပါတယ်။မေရီဟာသူမရဲ့တည်တည်ခံချက်ကို လုံးဝမတုံမလွတ်အသေးစိတ်နဲ့ဆွေးဆွေးမြေမြေပြောခဲ့တာကြောင့်ဂျူရီလူကြီးတွေအပေါ်မှာလွန်စွာလက်မှုရှိသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ဂျူရီအဖွဲ့ကထူရှူကိုပြစ်မှုထင်ရှားကြောင်းဆုံးဖြတ်ခဲ့ပြီးထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့ပါတယ်။ထူရှူဟာထောင်ထဲမှာပဲ1900ပြည့်နှစ်မှာတည်ဆုံသွားခဲ့ပါတယ်။တရားဆွေးရှိနေတွေဟာရုပ်အလောင်းကိုဖိုးထုတ်ပြီးရရှိခဲ့တဲ့ခိုင်မာတဲ့စီးပတ်ဆိုင်ရာတသက်အထောက်အထားတွေကျူးနေတဲ့လေဝင်းယိုးတွေပုံမှာအခြေခံပြီးအမှုကိုတိဆောက်ခဲ့ပေမဲ့ပီတူလူထုရဲ့စစ်အာရုံကိုဖန်ဆားသွားတာကတော့သူမရဲ့ သမီးဝင်ငင်ပဲဖြစ်ပါတယ်။တရေးနဲ့တွေးဆခဲ့ကြောင်းပြောပြခဲ့တဲ့မိခင်ကြီးရဲ့ထွတ်ဆူချက်ပါပဲ။လူရီရဲ့စိတ်ထင်မှရောတရားသူကြီးအဖွဲ့ရဲ့စိတ်ထင်မှပါ။ဇိုနာဟာ သူ့ကိုတက်ခဲ့တဲ့လူတသမားကိုဖမ်းမိစေဖို့အတွက်တေလွန်ပြီးနောက်လောကကိုပြန်ရောက်လာခဲ့တဲ့လူပဲခံယူခဲ့ကြပါတယ်။ဒီလူနဲ့မယ်ရီဟာတရေးသမီးရဲ့အကူငင်နဲ့သမီးရဲ့လူတသမားကိုတရားမျှတမှုရအောင်လှုပ်ဆောင်ပေးနိုင်ခဲ့တဲ့ မိခင်တအုပ်အပြည့်သမိုင်းမှာထင်ရှားစွာကြံ့ရင်ခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြံ့ရင်တက်ကြရဲဆိုရင် like share subscribe လုပ်ပေးတော့ဝင်မိကြပါနဲ့နော်။အားလုံးပဲဒီကိုစိုက်ကြပါ။အပင်းမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဖြစ်စံဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ်။ Thank you for watching guys and then see you in the next video. Peace.